ဗီဒီယိုလေးကိုအဆုံးဖြတ်ကြည့်လိုက်ရင်အမှန် presentation တွေမှာလည်းမဟုတ်ဘူး YouTube Facebook ကြော်ညာတွေမှာအစားရှိတဲ့ပြင်အသုံးပြနိုင်တယ် idea တွေရတော့မှသိကြပါတယ်ဘာမှအဆုံး slide background ပြင်ဖို့အတွက် slide ပေါ်မှာ right click on the background solid fill မှာပဲ color ကိုအပြရင်းရင်းရေးလိုက်ပါမယ်စာသားထည့်ဖို့ insert ထဲက text box မှာ draw horizontal text box ကိုရေးပြီးတော့ဒီပေါ်နာလောက်ကနေအလျားလိုက် အပြင်ကြီးပါကျွန်တော်ဆွဲလိုက်ပါမယ်။ပြီးရင် welcome salon ကြီးရလိုက်မယ်။အားသာအလုံးကို control ရေးနဲ့ဆက်လက်မှတ်ပြီးတော့ဒီဘုတ်ကနေ control လေးတော့ငယ်အပိတ်နှိပ်ပြီးတော့ salon site ကိုကျွန်တော်ကြီးလိုက်ပါမယ်။ပြီးရင် control B နှိပ်ပြီးတော့ဘောလုံးလိုက်မယ်။ taskbar ရဲ့အရင်မှာရှိနေဖို့အတွက် control E နှိပ်ပြီးတော့ center လောက်လိုက်ပါမယ်။စာသားကို select ဖြစ်နေတဲ့အချိန်မှာ home လေးက task color မှာအဖြူရောင်ရွေးလိုက်ပါမယ်။ပြီးဒီ taskbar ကို စန္ဒာမြင့်ရဲ့အပေါ်နားမှာရှိနေအောင်ကျွန်တော်ရွှေ့လာလိုက်ပါမယ်။ဒီပညာစန္ဒာကြားဖို့ကတော့ရှိတ်ဖောင်းတဲ့ထဲက align နဲ့မှာ align စန္ဒာကိုယူလိုက်ပါမယ်။ရင်းကြောင်းလေးရဖို့အတွက် insert ထဲက shape line ကိုယူပြီးတော့စန္ဒာ guideline ရဲ့ဒီဘက်ဇလုံးအစနားလောက်မှာဒီဘက်ကနေရှိတ်ပြလာပြီးကျွန်တော်ညာဘက်ကိုဆွဲလိုက်ပါမယ်။အဆုံးထိ slide အဆုံးထိရအောင်ဆွဲပါမယ်။ဟုတ်လဲ။ ရှိတ်အောက်လိုင်းမှာပြောင်းရောင်းရေးပါမယ်။ပြီးရင်သူ့ရဲ့ format shape ထဲမှာ width ကို4 point ထားလိုက်ပါမယ်။ welcome စာသားကပင်းကြောင်းနဲ့လည်းဝေးနေတဲ့အတွက်အောက်ကောင်နဲ့လည်းရွှေ့လိုက်ပါမယ်။ပြီးရင်လင်းစပ်ပုံစံလေးလုပ်ဖို့အတွက် insert ထဲက shape ထဲမှာပဲအဝိုင်းလေးကိုရွှေ့ပါမယ်။ပြီးရင် shape ပြထားပြီးတော့လိုသလောက်ပမာဏလေးရအောင်ဆွဲပါမယ်။ သူရဲ့ကိပောက်လိုင်းမှာလုံးအောင်လိုင်းထားမယ်။ရှေးဖေးမှာအဖြူရောင်ပဲဖြည့်ပါမယ်။အင်းဇူးနဲ့ဆွဲပြီးတော့သူရဲ့ size ကိုမြင်းကြောင်းတက်နည်းနည်းပို့ပြီးကြီးနေအောင်ဆွဲချလိုက်ပါမယ်။ပြီးသူ့စန်တာကြောက်အောင်ပြန်ထားပါမယ်။သူ့ဆလတ်ဖြစ်နေတဲ့ချိန်သူရဲ့ shape format ထဲမှာ shadow option ကိုသွားပါမယ်။ shadow ကိုဖွင့်ချမယ်။ဝေးဆက်ထဲမှာ outer shadow စန်တာကိုရေးပါမယ်။ ရှယ်တော့ကာလာကိုပြောင်းရေးပါမယ်။ Transparency ကို0ပဲထားပါမယ်။ Size ကိုတော့150ထားပါမယ်။လားပမာဏကို80ထားပါမယ်။ Format Shape ကိစ္စပြီးပြီဖြစ်တဲ့အတွက် Format Shape ကိုပြေးလိုက်ပါမယ်။ Zoom နဲ့ပြန်လျှော့ပြီးတော့တို့အားလုံးကို Animation လေးတွေတတ်မှတ်ပါမယ်။အားလုံးကိုဒီပြန်နဲ့ဆက်လက်မှတ်ပြီးတော့ Animation လေးက white animation ကိုရွေးပါမယ်။ပြီးရင် other option နဲ့ကကျွန်တော်ကဘယ်ဘက်ကနေစကြင်တာဖြစ်တဲ့အတွက် from left ကိုရွေးပါမယ်။အလင်းချက်လေးလိုမျိုးသုံးမဲ့ shape လေးကိုဆက်လာမှတ်မယ်။သူ့ရော white animation သုံးမှာမဟုတ်တဲ့အတွက်သူရဲ့ white animation ကိုဆက်လက်မှတ်ပြီးကျွန်တော် delete လုပ်လိုက်မယ်။သူ့ပြန်ပြီးတော့ဆက်လက်မှတ်မယ်။သူ့ရဲ့ animation က add animation နဲ့ကအောင်းအောင်ဆွဲချရင် motion part တွေက line ဆိုတာလေးကိုရွေးပါမယ်။အဲဆိုရင် line လေးကဒီလိုမျိုးအောက်ကိုရွေးသွားပါတယ်။အဲဒီ animation line လေးကိုဆက်လက်မှတ်ပြီးတော့ကျွန်တော်နေရာပြောင်းတတ်မှတ်ပါမယ်။ဒုံးလေးနည်းနည်းရှင်းလိုက်မယ်။ပြီးရင်ထင်းသားလေးမှာအခုညားလေးပေါ်လာပြီဆိုရင်ကျွန်တော်ပြပြီးတော့ညာဘက်ကိုပြီးတော့ဆွဲပြီးတော့ line တိုင်းသွားချလိုက်ပါမယ်။ line ရဲ့အပြင်နားတိရောက်အောင်ကပ်မှတ်ပါမယ်။ animation ရဲ့အားလုံးလေးစုံကြတော့သူအားလုံးကိုဆက်လက်မှတ်မယ်။ဒီ option ကိုဖွင့်ချပြီးတော့ timing ကိုတပြေးညီလေးတက်မှတ်ပါမယ်။ ရေရှင်းမှာ5ဆက်ကန်လုံးသတ်မှတ်ပြီးတော့ဟန်တာနဲ့လိုက်မယ်။တကယ်လို့ကိုယ်ကပုံမင်းနေတယ်ပုံမြင်နေတယ်ဆိုရင်ကျွန်တော်တို့ပြန်ချိန်ရမှာဖြစ်ပါတယ်။ line နဲ့ဇာသားလေးကပုံမြင်နေတယ်။စက်ကလေးကနှင်းနေတယ်။ဘာကြောင့်လဲ။ဒီ line ရဲ့ animation ကို select လုပ်မယ်။ဖွင့်ချမယ်။ effect option နဲ့မှာ smooth start နဲ့ smooth end က on နေတာတွေ့ရပါတယ်။ဒါကြောင့်မှာသူကအစပိုင်းမှာ GB လေးစတယ်။အဆုံးမှာ GB လေးစုံသွားတယ် ဒါအောင်မလုပ်ဖို့အတွက်သူ့ကိုကျွန်တော်တို့က0စက္ကန့်တတ်မှတ်ပေးရပါမယ်။ကျွန်တော်ပင်နေလိုက်မယ်။ဒီ online ရဲ့ effect option မှာဖွင့်ကြည့်မယ်။ခုမှတော့ smooth and smooth start ဆိုတာမျိုးမရှိတဲ့အတွက်တတ်မှတ်ပေးစရာမလိုပါဘူး။ task box မှာဖွင့်ကြည့်မယ်။သူ့ရဲ့ effect timing task animation တွေမှာလည်း smooth and smooth start ဆိုတာမရှိတဲ့အတွက်တတ်မှတ်စရာမလိုပါဘူး။ပြန်ဆန်းကြည့်ပါမယ်။ ရင်းဆက်လေးရတယ်နောက်ကျနေတာတွေ့ရပါတယ်။အဲဒီတော့သူက fat option ကိုဖွင့်ချမယ်။ဒါပေမဲ့မှာကျွန်တော်4.7ထည့်တာနောက်ကျတယ်။အဲတော့4.5လို့သတ်မှတ်လိုက်မယ်။ပြန်အန်တာနေလိုက်မယ်။ပြန်ဆန်းကြည့်ပါမယ်။အလုံးလိုဒီလိုင်းနဲ့လှောက်ရှားလာတာကိုတွေ့ရပါတယ်။အစင်းတော့အဆင်ပြေပါပြီ။ နောက် slide ကိုပဲကျွန်တော်ဒီ slide ကိုပဲဇလတ်မှတ်ပြီးတော့ control D နဲ့ပြီး duplicate လုပ်လိုက်ပါမယ်။ဒီဒီ slide မှာကျွန်တော် animation တွေသုံးမှာမဟုတ်တဲ့အတွက်ရှိတဲ့ animation တွေအားလုံးကိုဇလတ်မှတ်ပြီးပြလိုက်ပါမယ်။ပြီးဒီ lens လေးလည်းသုံးလုံးမှာမဟုတ်တဲ့အတွက်သူ့ကို select delete လုပ်လိုက်မယ်။ဒီ line ကိုတော့ဆက်သုံးမှာဖြစ်တဲ့အတွက်သူ့ကိုဇလတ်မှတ် keyboard ကနေ shift ပြီးတော့ကျွန်တော်ဘယ်ဘက်အဆက်နာကိုရွှေ့လိုက်ပါမယ်။ပြီး keyboard ကနေ shift ပြီးတော့သူ့ကိုအရွယ်အစားတိုးလိုက်ပါမယ်။ ဝါကန်ချာထားလဲမလို့တော့အတွက်ဇလက်မှတ်ပြချင်အောင်ထားလိုက်။အုံလေးပုံထည့်ဖို့အတွက် insert picture this device ဒီဒီပုံလေးရေးပြီးတော့ insert လုပ်လိုက်။ဆုံးနေရှော့မယ်။ပုံကိုဇလက်ဖြစ်နေတဲ့အချိန်မှာ crop ထဲက crop to shape ပြီးကျွန်တော်ဒီစက္ကန့်ပုံစံကိုရွေးလိုက်ပါမယ်။ကျွန်တော်လိုချင်တာက slide အပြည့်နေပါဖြစ်တဲ့အတွက်သူ့ကို crop ပြန်ပြင်ဖို့လိုပါတယ်။အဲ့ဒီတော့သူ့ကို slide ဖြစ်နေတဲ့အချိန်မှာ ဒီ chart format ထည့်ရပဲ crop ကိုပြန်နှိပ်ပါမယ် crop size ကိုကျွန်တော်ကဒီမြင်းနဲ့ထည့်ရထည့်လိုချင်တာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဒီတောင်းလေးကိုဖိပြီးတော့ကျွန်တော်နားပြီးရွှေ့လိုက်ပါမယ်အချိုးညီဖြစ်သွားအောင်ဒီဘက်ကိုလည်းညာဘက်ကိုလည်းထပ်ရွှေ့လိုက်ပါမယ်ဒီအောက်အနားဘက်ကိုလည်းအပေါ်နားအောင်လည်းရွှေ့ပါမယ်အပေါ်နားဘက်ကိုလည်းအောက်နားအောင်လည်းရွှေ့ပါမယ်လိုချင်တဲ့အရွယ်စားရပြီဆိုရင်ပုံလေးကိုချိန်ထဲမှာပြည့်နေအောင် size ဆွဲချက်ပြီးလို့လုပ်ပါတယ် ပုံထုံးမပြတ်စေဖို့အတွက်ဒီဘုတ်ကနေရှင်းပြထားပြီးတော့ကျွန်တော်ဒီတောင်းရနေဆက်ချက်လိုက်ပါမယ်။ဘုရားလောက်နေရာရွှေ့ကြည့်မယ်။မရသေးရင်တပီဆွဲချက်ပြီးဖို့လိုပါရဲ့။ဘုရားတလောက်ရပြီဆိုရင်ကိုလိုချင်တဲ့အစိတ်ပိုင်းနေပါအောင်ပုံကနေရာရွှေ့ပြပါ။ရင်ဒီနောက်မှာကလင်းနေလိုက်ရပါပြီ။ဒီဆက်တဲ့ကံပုံလေးကစလိုက်ထဲမှာအပေါ်အောက်စမ်းတာမကြောက်ဖြစ်နေတယ်။ အဲ့တော့ကျွန်တော်သူ့ကိုဆက်လာမှမယ်။ vector format align နဲ့က alignment ကိုရွေးပါမယ်။အရင်စမ်းထားကြပါပြီ။ပြီးတော့ကျွန်တော်ဒီဘက်ကမြင်းချောင်းလေးအတူနဲ့ပုံလေးရဲ့ဘောင်းအတူကိုအယောင်တူချင်တယ်အတူပါလဲတူချင်တယ်။အဲ့တော့ကျွန်တော်သူ့ကို select ဖြစ်နေတဲ့အချိန်မှာ right click format picture animation ပိတ်ကိုပြည့်လိုက်မယ်။ fill option ကိုရွေးမယ်။ solid line ကိုဖွင့်လိုက်မယ်။ပြီးရင် color မှာ ရောင်ရေးပါမယ်။ဒီ width မှာ line နဲ့ draw အတွက်4 point တက်မှတ်ပြီး enter နဲ့လဲပါမယ်။ပြီးဒီ slide ကိုတော့ကျွန်တော်က post transition လုပ်ချင်တာဖြစ်တဲ့အတွက်ဒီ slide ကို select ပြနေတဲ့အချိန်မှာ transition နဲ့က post ကိုရေးပါမယ်။ဒါမှကျွန်တော်ကညာဘက်ကလာချင်တာဖြစ်တဲ့အတွက် effect option နဲ့မှာ from right လို့ရေးပါမယ်။ဒီပထမ slide ကနေဒုတိယ slide ကိုဖြည်းဖြည်းချင်းကူးပြောင်းနေတာဖြစ်တဲ့အတွက် န်ဆီရှင်ရဲ့ညာဘက်က duration နေရာမှာကျွန်တော်1 second ဖြစ်နေတာကို1 second လို့ပြောလိုက်ပါမယ်။ကျွန်တော်တို့ဒီကနေ့တိုင်းဖြစ်ရလားပထမ slide ကိုဆက်လက်မှတ်မယ်။ show လုပ်ကြည့်ပါမယ်။ issue လေးလာကြသမျှအားလုံးနဲ့ like subscribe and share လုပ်ပေးကြသမျှအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။